ဘန်လီသင်းကိုနှစ်ကိုပြည့်နဲ့နိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်30မှာကျွန်တော်ကြိုက်ဆုံးအာဆင်နယ်ကစားမှာ9ရောက်ဒီပွဲစဉ်မှာတော့ကျွန်တော်အခြေဆုံးကစားမ9ဦးထိရွေးလိုက်တော့မယ်။ပွဲတစ်ပွဲကိုကျွန်တော်တိတ်မကြိုက်ဘူး။ဒါမှမဟုတ်အသင်းငယ်နဲ့တွေ့တဲ့ခါမျိုးတွေမှာကျွန်တော်၄ရောက်၃ရောက်ပဲရွေးလို့ရှိတယ်။ဒါပေမဲ့ဒီပွဲစဉ်ကတော်တော်လေးကိုကျွန်တော်သဘောကျလို့။ဘာကြောင့်လဲ။ကလင်းရှိရတယ်။ အရန်ကိုအေးပါတဲ့ချိန်မှာနိုင်ပွဲရတယ်ဒန်ယာရကစားသမားကြီးမရှိဘဲနဲ့ပြိုင်ပတ်အသင်းနေထက်တရက်ကြိုပြီးကစားပြီးတပွဲပိုကန်ပြီးတော့အမှတ်ဖြတ်ထားနိုင်တာစိတ်ပိုင်းဆိုင်ရာရလဲအသာစီးရခဲ့တယ်ပြီးတော့ဒီအသီးမှာတကိုးထပ်ပို့ပြီးမပေးထားရတဲ့ဗန်လီသင်းရဲ့အိမ်ကွေးမှာကျွန်တော်တို့ကနှစ်ကိုးယူပြီးတော့လန်ဒန်အောင်ပြန်လာနိုင်ခဲ့တာအဲ့ဒါကြောင့်ကျွန်တော်အကြိုက်ဆုံး၅ရောက်ယူရတာဒါကကျွန်တော်စိတ်ကြိုက်ယူရတာနော်ကျွန်တော်ညီကိုနဲ့အကြိုက်ချင်းမတူရင်လည်းကိုမမလွတ်လပ်စွာဝင်ရောက်ရေးသားပေးတော့လို့ရတယ်ကဲနံပါတ်9နဲ့မှာရှိတဲ့ player နဲ့စလိုက်အောင် Gabriel မကဟိတချို့တွေကပြောတယ်ညီလေးတဲ့မင်းကသင်ကိုဖန်တီးမှုတွေလုပ်တဲ့သူတွေပဲဦးစားပေးရွေးရတော့တဲ့အဲ့ဒါပွဲတော်ပွဲရဲ့အသက်ပဲဘာကြောင့်ကျွန်တော်အဲ့လိုကစားမမှုတွေရွေးလဲဆိုတော့သူတို့ဒီအသင်းရဲ့ရမှတ်တွေတဲ့အထောက်ကူပြုခဲ့တယ် performance ပို့ပြီးထွက်ခဲ့တချို့နောက်ကွယ်နေကူညီရသူတွေရှိရဲဒါပေမဲ့ဒီလိုမျိုးကိန်းကနန်းအချက်လက်တွေမှာပေါဝင်ပတ်သက်တဲ့သူတွေဆိုတာကသူများထက်ပို့ပြီးရုံးခဲ့လို့ဒီနေရာရောက်တာအဲ့တည်းလဲကျွန်တော်ရဲ့အခြေဆုံးတွေမှာသူတို့ကိုရွေးတာကီဗီမဂါကြီးဒီအာဆင်နယ်တင်းအတွက်အရန်ကိုအရေးပါတယ်ဥဆောင်ကိုအတွက်ဖန်တီးမှုလုပ်သွားခဲ့တာ ဒီကောင်လိုက်ကန်နေတဲ့ဘုံလုံးဟိုးအဝေးတိုင်းတောက်သူ့ကိုလူကတ်ထားမှန်းသိရနော်ရောင်းပြေးထွက်ပြီးခြောက်ကလေးနဲ့မားတင်ပေးလိုက်တယ်အဲ့ဒါကိုယောဂရက်ကအက်တစ်ဖြစ်ဖြစ်နဲ့တိုက်သွားခဲ့တာဒီလုံးမှာ rice cake ပေးပို့မှုဂေဗီယမကာကြီးရဲ့အက်တစ်ဖြစ်မှုနဲ့ယောဂရက်ရဲ့ finishing rice နဲ့ဂေဗီယမကာကြီးကြားရတဲ့ connection ကတော်တော်လေးကိုကြီးရနားလည်မှုတော်တော်လေးမြင့်မာတာကစားသမားတယောက်ဘလောက်ပဲ quality ကောင်းကောင်းအဲ့လိုမျိုးနားလည်မှုရှိဖို့ဆိုတာငွေနဲ့ပေးဝယ်လို့မရဘူး အဲကြောင့်ဂေဗီယယ်မကာကြီးဒီခံစစ်မှာလဲအနာခံပြီးရှင်းထုတ်မှုတွေလုပ်တယ်အရှိ့ကိုလည်းတိုက်စစ်လိုက်ပါပမိုးတယ်အသင်းအတွက်အရန်ကိုအရေးပါပါတယ်ဆိုတော့ဥဆောင်ကိုကိုဖန်တီးပေးသွားခဲ့တာပွဲတော်မှာဥဆောင်ကိုကပြိုင်ဘက်ကိုလုံးဝ totally dominate လုပ်ဖို့အတွက်ဆိုရင်လုံလောက်တဲ့အခြေအနေပဲအဲကြောင့်လည်းကျွန်တော်လည်းဂေဗီယယ်မကာကြီးကိုအကြိုက်ဆုံးနံပါတ်9နဲ့မှာယူရတယ်သူကတော့ rating 8.1ရတယ်တချို့တွေက rating ပြောတာမကြိုက်ဘူးဗျာဒါပေမဲ့ကျွန်တော်ညီကို rating သိကျင်တဲ့လူကိုတည်းကျွန်တော်ကထည့်ပြီးပြောပေးတာ ကဲကျွန်တော်ကြိုက်ဆုံးနံပါတ်၄နဲ့မှရှိပလေးယာအာတီတာရဲ့ဂျိုကာကက်ကလေးကာလာဖီယိုရီ ကာလာဖီယိုရီပါလာတဲ့ဘယ်ဘချန်တိုက်စစ်တောင်ပံကလေလုံးဝအိုမှာလင်းထွက်နေတာအာဆင်နယ်သင်းရဲ့ဘယ်ဘချန်တိုက်စစ်တောင်ပံကကျွန်တော်ကြည့်ခဲ့သမျှပွဲထဲမှာဒီပွဲကိုအကြိုက်ဆုံးပဲအာဆင်နယ်ဖန်နီဆိုရင်သိရတောင်ပံတစ်ဖက်မှာဆိုရင်စာကာဘတ်တောင်ပံဘယ်အာဆင်နယ်ဖန်နီကအားကိုးကြဒီနေ့မှာကျတော့စာကာဘတ်ကအမားများပြီးတော့ထရော့ဆက်ဘတ်ကတောင်ပံဘယ်အားလုံးကလက်ခုပ်ဝိုင်းတိနေကြအဲ့ဒါဘာကြောင့်လဲကာလာဖီယိုရီရဲ့လိုက်ပါပံပိုးမှု ထရော့ဇက်ဘီတာယောဂရက်ဒီကလန်ရိုက်အစီအဲ့ကစားသမားကြီးနဲ့ဇုံရိုဒရှင်လောက်သွားမှုကအဲ့ဘယ်ဘက်ချက်လုံးဝလင်းငနေဖြစ်သွားတာဒီနေ့ရသွားတဲ့နှစ်ကိုယ်လုံးကလည်းအဲ့ဘက်ကပဲဖြစ်လာတာဒီကလန်ရိုက်ရသွားခဲ့တဲ့တောင်းကန်ဘောကလည်းအဲ့ဘက်ကစတင်ပြီးဖြစ်လာတယ်ထရော့ဇက်ရဲ့ဖြတ်တင်မှုကလည်းအဲ့ဘက်ကနေပဲထွက်လာခဲ့တာနှစ်ကိုယ်လုံးအဲ့ဘယ်ဘက်ချမ်းတက်စစ်တောင်မှပဲမြေဖြားခံသွား။ဒါကြောင့်မို့ကာလာဖီယူရီကျွန်တော်ကြိုက်ဆုံးနံပါတ်၄နဲ့မှာရွေတယ်။ကာလာဖီယူရီကိုဘာကြောင့်ရှေ့ပွဲမှာအနားပေးခဲ့လဲဆိုတော့အဲ့အားကြောင့်ပဲ တချို့ຢາပြောတော့ဗောလေအာဆင်နယ်မှာအရန်ကစားမရှိဘူးဗျာမဟုတ်ဘူးတချို့ကစားမားတွေကိုဘာကြောင့်ကျွန်တော်အရန်ဖြစ်သတ်မှတ်လဲဆိုတော့ဒီလိုမျိုးဆက်တယောက်ကကျွန်တော်တို့အရေးပါလို့ဒီနေ့ share ဒီပဲဖြုတ်သွားတာအချိုက်ဆုံးကစားမားတွေပဲထည့်ပြီးဖြုတ်သွားတာအဲ့တော့ဒီနေ့ပွဲထွက်ဆက်တယောက်ကတော့ကျွန်တော်တို့အရန်ကြိုက်တဲ့ကစားမားတွေကျွန်တော်ပွဲကြိုခံမှန်းမှုဆက်တယောက်မှာဆိုရင်စာလီပါတယောက်ပဲလွဲတယ်ကျွန်တော်အကုန်မှန်တယ်ဘာကြောင့်လဲဆိုအာရီတာရဲ့အချိုက်ဆုံးဆက်တယောက်စာလီပါလည်းကျွန်တော်ဝင်မစွန်နိုင်လို့ထင်တာဒါပေမဲ့ surprise ဆိုပြီးဖြစ်သွားတယ်ကဲကျွန်တော်ရဲ့အချိုက်ဆုံးနံပါတ်3နေရာမှာရှိတဲ့ player အဲ့ဒါကတော့ trossack ပွဲဆက်စားခြင်း10မိနစ်လောက်ထိကကျွန်တော်ထော့ဆက်ကိုမကြိုက်ဘူးလေးတယ် dribbling လုံးမှုတိတ်အဆင်မပြေဘူးသူ့စီဘောလုံးရောက်ရင်ပြန်ဘက်ကချက်ချင်းဟိုမှာ pressing ပေးပြီးတော့ဝိုင်းလူလာသို့တော့မိနစ်ကြာလာတဲ့အခါမှာထော့ဆက်ကတန်ဖို့တိလာတယ်လင့်ကတွဲရလေးကောင်းတယ်သူ့လိုကစားမမှုကြတော့အသေးရွယ်တစ်ခုရောက်လာတဲ့အခါမှာကြတော့ martinelli လိုမျိုးအမြန်နှုံးနဲ့ဆော့မယ်အစား scale by link တွင်မှု one tap ရိုက်မှုတွေကိုဦးစားပေးသွားတယ်။ Trossard ကအာဆင်နယ်တင်းရဲ့ဒီ ိုက်စစ်လိုက်ပါမှုမှာတလုံးဆိုလို့ရှိရင်လေသူကန်လိုက်တဲ့လုံကုန်သမားနဲ့အကျွတ်ကြီးအဝေးထံတော်လှမ်းကန်တာဒါပေမဲ့ဗန်လီကစားသမားနှစ်ဦးကအဲ့အဝေးထံတော်မှာရှိရဖြစ်တယ်တော့သူကိုမရခဲ့တာမဟုတ်ရင်ဆရာသမားကိုရတယ်နောက်တစ်ချက်ကဒုတိယကွာသူ့ဆရာနေဖြစ်တည်လာတာကိုင်းနဲ့လည်းလှမ်းထိုးပေးတဲ့လုံကိုပပနဲ့နဲ့ပဲတောင်မောင်ဆွဲပြီးပြေးထွက်သွားတယ်အဲ့ရမတစင် cross ball ဖြတ်တင်ပြီးတယ်သူဖြတ်တင်လိုက်တဲ့ cross ball ကလည်းဒီကန်ရိုက်ခေါင်းတိုက်လို့ခေါင်းနဲ့ဒီကွက်တီပဲကိုယ်တင်သွားတဲ့လူကိုချီးကျူးရမယ်ဆိုရင်အဲ့လိုမျိုးဖန်တီးပြီးရတဲ့သူကိုလည်းကျွန်တော်ချီးကျူးဖို့လိုအပ်တယ် cross gate ဖြတ်တင်မှုကတော့ share ပဲတချို့အပိုင်းလေးမှာဆိုရင်သူ bounce rate တွေးနေတိုးဝင်တာမျိုး link gate တွေမျိုးကောင်းတယ် solo ဂျင်နာကပွဲချင်းကြာလာတာနဲ့အမျှ cross set နဲ့ color fury ရဲ့ link gate ကလုံးဝ share ပဲအသိန်းတော့ဒီနေ့တလုံးဖန်တီးသွားခဲ့တဲ့ cross set ကိုတော့အကြိုက်ဆုံး number 3နေရာမှာကျွန်တော်ရွေးပါတယ်ကဲကျွန်တော်ရဲ့အကြိုက်ဆုံး number 2နေရာ player peter jogres အာဆီနယ်မှာဘသူ့ကိုဂိုးသွင်းစေချင်လဲဇုံးလဲဆိုကြံခဲ့တဲ့တရားသည့်နှစ်ရာသည့်ကမင်းခိုင်ရန်ဘက်အရန်ပြောဆိုခိုင်ရန်ကစားမှာ ကြောင့်မလို့သူ့ကိုကိုသွင်းစေချင်တာဒီရသည်မှာဘသူ့ကိုကိုသွင်းစေချင်ဆုံးလဲဆိုရင်ဘီတာယိုကရက်တို့မာတီနယ်ရီတို့ကစားသမားမျိုးတွေကျွန်တော်ကိုသွင်းစေချင်တာသူတို့အပြောဆိုခံရတာအာဆင်နယ်ဖန်တွေတချို့ကလည်းပြောတာရှိတယ်လို့ပြင်ပတိုင်ဘက်ဖန်တွေကလည်းပြောတာရှိတယ်ဘီတာယိုကရက်ကဒီရသည်မှာပြိုင်ပွဲဆုံး6ဂိုးပရီးမီးယားလိမှာဆိုရင်4ဂိုးအဲ့ဒါကဖလော့ရဲ့ကစားသမားတူရဲ့ quality မဟုတ်ဘူးနော်တကယ်ကိုမှအရေးပါတယ် အသင်းမှာတွင်းကိုဖန်တီးမှုတွေမလုံနိုင်တဲ့အခိုက်အတန့်တွေမှာဆိုရင်ဘီတာယောဂရက်ဘလောက်တိအရေးပါလဲမြင်တောင်ပြောမှာဆိုရင်ကာရာဘောင်ပွဲစဉ်မှာယောဂရက်မပါဘူးအာဆီနယ်တင်းရဲ့တောင်မနီကစက်ညက်သွားတယ်တိုက်စစ်ကလူတူတူကတ်မဲ့လူမရှိဘူးအဲ့အတွက်အာဆီနယ်တင်းလောရကရခတ်တဲ့မိနစ်လေးရှိတယ်ဒါပေမဲ့ယောဂရက်ပါလာတဲ့အခါမှာအာဆီနယ်တင်းတောင်မနီကလုံးဝလင်းထွက်နေတယ်ကတ်မဲ့လူမရှိသလောက်ပဲဘာကြောင့်လဲဆိုတော့ယောဂရက်ကို၂ယောက်လောက်ထိလိုက်ကအဲ့ဂျားတွေကပဲယောဂရက်ကအတ္တိဖြစ်ဖြစ်နေကိုသွင်းသွားတယ်ဒီကလာရက်ကနေပြီးတာကောင်းတယ် ဘေဘီယမကကြီးဖျက်တင်ပေးလိုက်တာလဲကောင်းတယ်ဒါပေမဲ့အဲ့အနေထားမှာ decision making ကစက္ကန့်ပိုင်းလေးပဲရတယ်ယောဂရက်ခေါင်းတိုက်ပလိုက်တယ်နင်းနေလေးနောက်ကျလို့ရှိရင်လက်ကြီးနဲ့ထွက်ပြီးရှင်းမဲ့ကိုသမားသူ့ပိနာလေးတွေခန့်စကားမလေးရှိတယ်တကယ်ဥမာ finishing ဒါမျိုးကလွယ်တယ်လို့ထင်ရင်ပဲအဲ့လိုအခြေအနေမျိုးမှာမထင်ထားတဲ့ဘောလုံးရောက်လာတာမျိုးတွေကအမြဲတမ်း active ဖြစ်ဖို့လိုအပ်တယ်ကျွန်တော်ကလေငါတို့ယောဂရက်ကဒီလိုမျိုးခွာဆိုပြီးပြောချင်လို့အဲ့ဒီပထမဆုံးကိုကျွန်တော်ဂုံယူနေခဲ့တာအဲ့တော့ယောဂရက်ကိုတော့ကျွန်တော်အခြေဆုံး နပတ်နှစ်နေရာမှာရွေးတယ်အသင်းအတွက်အရန်ကိုရေးပါတယ်ဥဆောင်ကိုဖြစ်တဲ့အတွက်ကဲကျွန်တော်ရဲ့ man of the match ဒီနေ့မှာကျွန်တော်အကြိုက်ဆုံးကစားမှာအဲ့ဒါကတော့ Declan Rice ကိုရွေးချယ်ပါတယ်ပွဲချစ်ကြည့်နေရင်လေ Rice မနာပါစီနဲ့ဆိုပြီးဆူတောင်းနေရတာဆရာသမားကလည်းလုံးဝအောင်ရှယ်ဖြုတ်တာမသိရင်ဘောလုံးပွဲတစ်ပွဲကန်နေတယ်လို့ပဲ Rice ကအမြဲတမ်းခြေစွမ်းကောင်းပြီးသားကစားမှာတချို့ကလေခြေစွမ်းကောင်းတဲ့ကစားမှာနှစ်မျိုးရှိ Scale ဘိုင်းကခြေစွမ်းကောင်းတာရယ် Warrior အရန်ကောင်းတာ ဒီကန်ရိုက်ကကြောင့်စကေးပိုင်းနဲ့ကောင်းတယ်ဒါပေမဲ့သူ့ကိုအဲ့စကေးပိုင်းထက်ပူကြီးမြင်သာစီတာက war rate အရန်ကောင်းတာ war rate ဆိုတာကမြန်မာမှုပြုလိုက်မယ်ဆိုလို့ရှိရင်တော့လောအားနှုံလောအားနှုံအရန်ကောင်းတာဘေးကကြည့်နေတဲ့နီးပြားတွေနီးပြားအဖို့ဝင်တွေပေးသက်တွေအားလုံးလက်ခုပ်တီးနေရလောက်တဲ့စွမ်းဆောင်မှုဒါပေမဲ့ကစားသမားအတွက်ဆိုတော့မလွယ်ဘူးအရန်ကိုမှဟိုစတာမီနာအရန်အပြည့်ဝထုတ်ရတယ်ဒါကလေမိနစ်60လုံးအဲ့လိုမျိုးကစားနိုင်လို့အဲ့လောက်ထိလောက်တယ်လို့ပြောလို့ရတယ်ဒီမှာ process ကြီးကနေဖြတ်တင်လိုက်တဲ့အလုံး penalty box ထဲမှာ Declan Rice အဲ့ penalty spot နဲ့နည်းနည်းလေးပဲကွာတခုံစားလေးရောက်လေးပဲအဲ့ရနေပါခေါင်းတိုက်သွားခြေထောက်နဲ့ကန်တာလောက်ကိုပြင်းတယ်ကျွန်တော်ပြပြမယ် Arsenal အသင်း Burnley ရဲ့ကွင်းမှာနှစ်ကိုးပြည့်နဲ့နိုင်လို့တချို့တွေကလွယ်တယ်ပွဲလို့ထင်လိမ့်မယ်မလွယ်ဘူးအဲ့ဒီကိုယ်တမရှဲကြီးကောင်းတာဒီနေ့ကျွန်တော်တို့9ကို6ကိုလောက်ထိရာသွားနိုင်တဲ့ chance တွေရှိတယ်ဆာကာဆိုလည်းတတိုင်းတိုင်းကန်တာဘာဖြစ်လဲကိုယ်တမအကောင်းလို့ကျွန်တော်တို့နှစ်ကိုးပဲရခဲ့တာ Arsenal ပထမပိုင်းမှာအဲ့အသင်းကိုလုံးဝမှညာအောင်လို့ရှဲကိုဖြုတ်တာ ဒုတိယပိုင်းကျမှသာတံပိုချပြီးတော့အနိုင်ကိုးတွေထိန်းသွားတယ်ကလင်းရှစ်ကိုတိတ်ချရအောင်လူစားလဲမှုတွေလုပ်တယ်အဲဒီနေ့ပွဲစဉ်မှာအသင်းအတွက်အနိုင်ကိုးသွင်းသွားခဲ့တဲ့ဒုတိယမြောက်ကိုပေါ့လေဒီကလမ်ရိတ်ကိုကျွန်တော်အကြိုက်ဆုံးမဟုတ်တမတ်ဖြစ်ရွေးချယ်တယ်တကယ်ကောင်းတဲ့ player ကွင်းလယ်မှာဆိုရင်လည်း jewelry မှာ share ပဲခန်းစစ်ဆိုလို့ရှိရင်ဘောလုံးတွေလိုက်ပြီးနိုင်တယ်တလုံးဆိုလို့ရှိရင်ပတ္တတိပေါင်းစဲမှာဆရာသမားဘောလုံးပြန်ပြီးချိန်ပြီးလုသွားအောင်ရှိတယ်အဲ့တော့ ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်အကြိုက်ဆုံးကစားမ9ရောက်ကတော့ဒီ9ရောက်ပါကျွန်တော်ညီကိုကြီးကြိုက်တဲ့ကစားမရှိလဲကိုမောင်ဝင်ရောက်ရေးသားသွားလို့ရပါဒီနေ့ထင်မာကိုဘာကြောင့်မယူတာလဲစာကောက်ကိုဘာကြောင့်မယူတာလဲဆိုတော့ဘယ်ဘယ်ချမ်းတက်စစ်တောင်းမှန်ပို့ပြီးကြိုက်နေခဲ့တာဖြစ်တဲ့အတွက်တင်မာလဲကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့အကြိုက်ဆုံးတော့အဲ့ဘယ်ဘယ်ချမ်းကိုရိမ့်တဲ့ကစားမကြီးပေါ့လေအစည်းလည်းမဆိုးနောက်ပြီးအရန်နေဝင်လာတဲ့ကစားမကြီးအားလုံးအဆင်ပြေတယ်ဆာလီဘာနဲ့ဂေဘရီယယ်ကတော့တလုံးဆိုလို့ရှိရင်တယောက်တည်းဘန်လီကစားမတူတိုက်စစ်ဆော့လာတာကိုနှစ်ယောက်သား ဝမ်းတူးလေးရိုက်ပြီးတော့မှပြန်ပြီးဘောရကာဘာလေးပြန်လုံးသွားတွေ့ရအဲ့တုန်းကကျွန်တော်တော်တော်လေးသဘောကျတာအဲ့တော့ဒီ9ရောက်ကတော့ကျွန်တော်အခြေဆုံးကစားမှာပဲကျောင်းကြီးကိုကြီးတဲ့ကစားမှာရှိရင်ကွန်မဝင်ရောက်ရှိသားလို့ရပါတယ်ကျွန်တော်ဒီဘီရိုက်ကူးနေချိန်မှာအာဆင်နယ်ကလစ်ပါပူးကို7မှတ်မန်ချက်စတာစီးတီးကိုကိုမှတ်ဖြတ်ထားပါတယ်အဲဒီဗီဒီယိုကတော့မနက်7:00နာရီလောက်မှာတင်မှာဖြစ်တဲ့အတွက်လစ်ပါပူးပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်အောက်မှာဂိုးရလက်လေးကိုထိုးထားပြီးပါမယ်ကဲအဆုံးထိကြည့်ပြတယ်လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲပြီးကစားခြင်းလဲဆိုတော့ဘာဖြစ်ဖို့တင်ချက်ကို46ကိုလေးလုံး33တင်နေဘက်တင်ချက်ကို9963ခေါင်းရောင်တော့မှဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲစော့စော့ပါကိုထွတ်စီမှာစော့ခြင်းနဲ့ကိုထွတ်စီမှာပဲဓာတ်ရိုက်မေးခြင်းနဲ့အကောင့်ဖွင့်ခြင်းလဲဆိုရင်တော့ကျွန်တော်စီမှာလာစော့ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်မစော့တတ်တဲ့လူတွေကတော့ YouTube ကနေကြည့်ပြီးပါခင်ဗျာ